ထုံးစံမပြတ်မျက်နှာပြက်နေရဆဲပြစ်တဲ့ရန်ကုန်မိုးနဲ့ရေကြီးရေရှမ်းခြင်းကဲပရိသတ်ကြီးတို့ရင်အခုလိုမျိုးကထိန်ရာသီကတော့မြမရိုးရကထိန်တလေးတွေနဲ့စီကားတိုက်မြိုက်ပြီးမိုးလေကင်းလို့ရတော့မဲ့အချိန်ကိုရောက်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းမှန်းစာရခတ်တဲ့သူမနဲ့တူရယ်ဆိုတဲ့မိုးမင်းကြီးကလည်းရန်ကုန်ပြည်သူပြည်သားတွေရဲ့လမ်းမဆက်သွယ်ရေးတွေကိုမှမထောက်ပဲအဆက်မပြတ်ကိုရွာသွန်းနေခဲ့ပါတယ်။ ီလိုအခြေအနေတွေကြောင့်ပဲရန်ကုန်တဝိုင်းမိုးအနှင်းငယ်ရွာသွန်းတာနဲ့တလီရှိတဲ့ရေကြီးမှုကလည်းလူခနာကိုတဝန်းကားတဝက်မြို့အောင်အထီးကိုအတော်လေးကိုရက်ဆက်နေခဲ့ပြီပဲဖြစ်ပါတယ်။အထူးသဖြင့်တာမွေမင်္ဂလာတောင်ညွန်လှိုင်နဲ့ကမာရွတ်မြို့နယ်တွေမှာလည်းရေကြီးရေရှမ်းမှုတွေပြင်းထန်နေခဲ့ပေမဲ့လည်းဒါဟာလူတိုင်းထင်နေကြတဲ့မုံတိုင်းကြောင့်မဟုတ်ဘူးလို့လည်းထုတ်ပြန်ထားပါသေးတယ်။ယခုရပိုင်းအတွင်းအဆက်မပြတ်တဖြောက်ဖြောက်ရွာသွန်းနေခဲ့တဲ့မိုးဟာဆိုင်ကလုံးမုန်တိုင်းရဲ့အကျဉ်းအကြံတွေရွေးရှားသွားတာကြောင့်လေပွေလိုင်းလေးတွေအနည်းငယ်ဖြစ်ပွားတာကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့်အခုရက်ပိုင်းဇက်တိုက်ရွာသွန်းနေတဲ့ရန်ကုန်မိုးလို့ပဲဒီလေပွေလိုင်းကြောက်ဖြစ်လာတဲ့မိုးရွာချင်းဟာအခုရက်ပိုင်းအတွင်းမှာရန်ကုန်တဝိုက်အဆက်မပြတ်ရွာသွန်းနေဦးမှာဆိုတော့ရန်ကုန်ရဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေကတော့တကယ်ကိုမှမတွေးရဲစရာဖြစ်နေခဲ့ပါပြီဗျာ